မခိုင်နှင်းဝေဖူလာကြီးကတော့ပတ်စံနေတိမ်ပေါင်း၄000လောက်ရပြီးတော့တိမ်ပေါင်း၄000လောက်ရပြီးမြို့ပြဇိုးစွတ်နေအဲ့လိုမျိုးတွေလူတာအောင်မကြိုက်ဘူး။အော်ကျွန်မပြောချင်တာလေအခုချိန်ကအားလုံးကဖြစ်နေတာဖြစ်တဲ့အတွက်အားလုံးကိုညံ့ညတ်တတ်တတ်လူစီကျင်တယ်။ကျွန်မပြောချင်တာလေနောက်ထပ်အလူရှင်တွေလည်းအများကြီးပဲပေါ့။နောက်ကအလူရှင်လေးလည်းအများကြီးပေါ့မနေ့တုန်းကလည်းဟိုကျမတို့ဒီဇွဲထက်ကနေပြီးတော့မှဒီတို့ရဲ့မဆိုးရင်ကြောင်းတိုက်ကြီးကိုပြန်လဲပြီးတော့အကုန်လုံးစောက်ပေးပါမယ်ဆိုပြီးတော့လည်းပြောထားတယ်အဲ့ဒါကမှ3000ဆို လှူလိုက်တယ်ဒါကျွန်တော်တို့မလှူနဲ့လို့မပြောဘူးညံ့ညံ့တတဖြစ်စေချင်တယ်ညံ့ညံ့တတဖြစ်စေချင်တယ်ကျွန်မပြောချင်တာလေညံ့ညံ့တတဖြစ်သူတို့ကတော့အားလုံးကတော့ဒီလိုလှုပ်ဖို့အတွက်ပင်းနေပါပဲကျွန်မကတော့ကျွန်မတို့လှူလိုက်တယ်အခုကျွန်မလှူတာ73သိန်းရှိတယ်ပေါ့နော်73သိန်းကျမရဲ့လောက်အားနဲ့73တိန်းလှူတာပေါ့။ကဲ73တိန်းကျမရှိနေတယ်ကျမဇက်ဆိုပြီးတော့ခိုင်နေလို့73တိန်းပြစ်ပြီးတော့လှူလိုက်လို့ရတယ်။ certificate certificate လေးတခုရလား။ခိုင်နေဝင်ရ certificate ။ကျမအဲ့လိုပြီးပြီးရောမလှူချင်ပါဘူး။ ဖက်တီးရတော့ဘာလို့မှမဟုတ်လို့ကျွန်တော်ဒါကြောင့်မလို့တဲ့ဘလူးတွေလက်တွေမှာလုံနေတယ်လေအဲ့ဒီလူတွေလက်တွေမှာလုံနေတဲ့သူတွေကကိုပင်မန်းတယ်လူသူများစီရနဲ့အလူငွေကောက်ပြီးဇက်ဆိုတာလူလာတော့ခလေးတောင်လို့တက်တယ်ကျမတို့ကအလူငွေလုတ်တဲ့အခါမှာသူများရဲ့အလူငွေတိတိကျကျလှူဖို့တကူအုံအောင်တုံးရတယ်။ဘယ်နေရာကိုထိထိရောက်ရောက်လှူနိုင်မလဲဆိုတာ။ဒါပေမဲ့လေကျမပုတ်ပွေလည်းလည်းပြပါအခုဟိုအလူငွေတွေ အလှူတဲ့ပစ္စည်းတွေလုနေတဲ့ခက်မှာလေတကယ်ပြောတာတထည့်တွေတော့မပါပါဘူးကျမဆိုလည်းလုပြီးတော့ယူမယ်တဲ့ခက်မှာကျမသာပြိပြီးတော့တိကျမသာပြိပြီးတော့အဲ့လိုမျိုးတွေကျမအမျိုးတွေပြိနေတယ်ဆိုတော့ကျမလည်းလုပြီးတော့ယူမယ်တဲ့ခက်မှာမပါဘူးကျမလည်းရှက်တတ်တယ်